အားလုံးပဲမင်္ဂလာပါတခင်ဖော့ဘောတစ် ARS YouTube Channel နဲ့တခင်တက်တော်ကနေပြီးတော့ကြိုးစို့ပါမယ်ကျွန်တော်စနေနေ့စနေနေ့ဝေးဖြစ်တဲ့အတွက်နည်းနည်းဆော့ဆော့ဆော့လေးလုပ်ပေးရပါတော့ရုံနဲ့ပိတ်ရဖြစ်တဲ့အတွက်အေးဆွဆွေးဆော့ဆော့လေးလုပ်ပေးထားတယ်ဒီနေ့ပွဲတွေကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ရအောင်ဒီနေ့ပွဲတွေကတော့ အစောဆုံးဘွဲရှက်စီနဲ့ဆန်တာလန်ရှိရယ်ရှက်စီကတလုံး80ရှုံး၃လုံးပလက်40ပေါက်တယ်ရှက်စီရပါဘောနော်၃လုံးပလက်40ပေါက်တယ်အဲ့တော့အဲ့နေဒီဒီရှက်စီဘွဲကိုတော့လူတိုင်းကရှက်စီပါညာတော့ဖြစ်နေကြပါဘောနော်ကျွန်တော်လည်းရှက်စီကိုကြိုက်ပါတယ်ဒါပေမဲ့လည်းအဲ့အဲ့ဘွဲကိုကျွန်တော်ရှောင်လိုက်ပဲဗျာနော်နောက်ထပ်တစ်ဘွဲလာမယ်မန်ယူနဲ့ဘရိုက်တန်မန်ယူနဲ့ဘရိုက်တန်ဘွဲမှာမန်ယူကအရင်ဘက်တော့အာအတင့်ဘွဲလစ်ပါဘူးကိုကောင်းကောင်းတမပြီးတော့သူကနိုင်ဘွဲရောက်ထားတယ်ဗောနော်ပြီးတော့နောက် နောက်တစ်ခုကကျတော့ right man us ခြိသွန်းရလဲမစိုးဘူးပေါ့เนาะနောက်နောက်ဆုံးနှစ်ပွဲမှာနိုင်ရထားတယ်ဆန်နာလန်ကိုနိုင်ရပြီးတော့လီဗာပူးကိုနိုင်ရထားတယ်ဒါခေတဲ့အသင်းတော့မဟုတ်ဘူးသူနဲ့တွေ့ရမယ့် brighton ရဲ့လည်းချင်တင်တင်အသင်းတော့မဟုတ်ဘူးနောက်ဆုံး၅ပွဲဆက်ရှုံးပွဲမရှိဘူးเนาะတရင်နှစ်ပွဲနဲ့၃ပွဲနိုင်ထားတယ်ပြီးတော့နောက်တစ်ခုကကျတော့ brighton အိမ်ဝင်ရောဝေးဝင်ရောနှစ်ကွင်းနှုံကောင်းနေအောင်တွေ့ရတယ်တိုက်စစ်ကိုကွင်းလေရောခန်းစစ်ကိုညီမျှနေအောင်လည်းတွေ့ရတယ် မန်ယူကလည်းပုံစံကောင်းပြန်ရလာတယ်ဆိုတော့မန်ယူနဲ့ Brighton ပွဲမှာကျွန်တော်ဂိုးပေါ်ကိုကြိုက်ပါတယ်ဘော်ဒီဆိုရင်တော့ Brighton ကိုကြိုက်ပါတယ်ဘာလို့ဆိုတော့ level ရှုံးပေးထားတဲ့ခြေတစ်ခုမှာ Brighton အနေနဲ့တရေလောက်တော့ကစားနိုင်တယ်လို့ကျွန်တော်ခန်းစားလို့ပါနောက်တစ်ပွဲကတော့ကျွန်တော်တို့ Serie A ပွဲဖြစ်တယ်ကိုမုံနဲ့ပါမာပွဲဖြစ်တယ်ကိုမုံနဲ့ပါမာပွဲမှာဆိုရင်တော့ကိုမိုကပါမာအိမ်ကွင်းမှာ level ရှုံးတဲ့သွားကန်မှာဖြစ်တယ် level ရှုံးရှုံးနေပေါ့เนาะကြေးရအဲဂိုးပေါင်းကြေးရတော့နှလုံး80ရှုံးဖြစ်တယ်အဲ့တော့အဲ့ပွဲမှာတော့အဲ့ပွဲမှာတော့ကျွန်တော်ကအဲ့ပွဲမှာကျွန်တော်ကပါမောကိုတော့ကြိုက်တယ်ပေါ့เนาะဘာလို့လဲဆိုတော့ပါမအိမ်ဝင်းကောင်းနေပြန်เนาะအိမ်ဝင်းမှာသူကခံပြီးကစားနိုင်နေပေါ့เนาะကိုမိုကတော့နောက်ဆုံး9ပွဲဆက်ရှုံးပွဲမရှိဘူးအချင်းအသင်းတော့မဟုတ်ဘူး အဲ့တော့အဲ့ကိုမိုနဲ့ပါမပွဲမှာဆိုရင်တော့ကျွန်တော်ကိုမိုပဲထပ်ပြီးရွေးချယ်ပါတယ်ကိုမိုရွေးချယ်ပါတယ်နောက်တစ်ခုကအင်တာမီလန်နဲ့နာပိုလီပွဲအင်တာမီလန်နဲ့နာပိုလီပွဲမှာဆိုတော့နာပိုလီအိမ်ဝင်းမှာအင်တာမီလန်သွားကန်ရမှာဖြစ်တယ်ဗောနော်နာပိုလီကတစ်ချက်တရီထားမှာအိမ်ဝင်းကောင်းတယ်အဝေးကွင်းမှာတော့သူညံ့နေတာအင်တာမီလန်ကတော့ဒီနေ့ AC Milan နဲ့ဖလားလုမဲ့အသင်းဖြစ်တဲ့အတွက် စ조사ပြီးလာအောင်ပါပါเนาะဒါပေမဲ့ interact ခံစစ်ကရန်ကောင်းနေရယ်ပေါ့เนาะ interact ခံစစ်ရန်ကောင်းနေရယ်အတွက်ဒီနေ့ပွဲမှာကျွန်တော် Inter Milan နဲ့ Napoli ပွဲမှာကျွန်တော် body ကို Inter Milan ကြိုက်ပါတယ်အဲဂိုးပေါင်းဆိုရင်တော့ကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်ပေါ့เนาะနောက်တစ်ပွဲကတော့ကျွန်တော်တို့တနေ့တစ်ခါပေါ်လို့လာငါသာမင်းသာငါသာမင်းလောင်းထိပြူဆောင်းဆိုတဲ့ပွဲပေါ့เนาะဒါကတော့ကျွန်တော်တစ်နှစ်နေမှာတကြိမ်ရတဲ့ပွဲပါเนาะအဲ့ပွဲတော့တော်တော်ရှားပါပွဲပေါ့เนาะအဲ့ဘာပွဲလဲဆိုတော့ Bayern Munich နဲ့ Glaubeck Glaubeck အိမ်ခွဲမှာ ဘိုင်ယန်မြူးနစ်ကနှလုံးသရေပေါက်ထားတယ်ဂျေးကြီးကဘာမှပြောနေတာမဟုတ်ဘူးအချက်လက်တွေကွက်ဆက်တွေပြောမနေဘူးကျွန်တော်ကလာဘက်ကိုကြိုက်ပါတယ်ပြီးတော့နောက်ထပ်တပွဲကတော့အဲကျွန်တော်နောက်ထပ်တပွဲကဒါကတော့ကျွန်တော်ကြိုက်တဲ့မောင်းတွဲလေးတွေကိုပေးရပါတော့မောင်းတွဲ free ရတော့ကျွန်တော်ပြပြမယ် Brighton ကိုမို Inter နဲ့ Glavet တို့ဖြစ်တယ်နောက်မောင်းတွဲကို၅ဘွဲပြပါမယ်နောက်ဆုံးတပွဲကတော့ကျွန်တော် PSG နဲ့ Brest ဖြစ်တယ် ် PSG နဲ့ Brest ပွဲမှာဆိုရင်တော့ကျွန်တော် PSG ကိုကြိုက်ပါတယ်ဘာလို့လဲဆိုတော့ Dembélé ပြန်ပါလာမယ် PSG ဖြစ်မလားဒါတော့ကျွန်တော်စောက်ကြည့်ရမယ် PSG က Brest ကိုနှလုံးပလက်80ပေးထားတယ်အ ਨੇ ဆုံး PSG နှလုံးတော့ပြတ်မယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ PSG က Champion League ပွဲမှာလည်းတယောက်ယောက်နဲ့သူကတက်တောက်တက်တာကန်ထားရဲတော့ဗောနော်ဒါမှမဟုတ် တလုံးကျောင်းနဲ့ပဲနိုင်သွားမယ်ဆိုရင်တော့နည်းနည်းပြဿနာရှိနိုင်တယ်ဗောနပြီးတော့ press ကလည်းအိမ်ဝင်းမှာကောင်းပါတယ် nice to bar တို့4-1နေပါနေနိုင်ထားတဲ့အတင်းဖြစ်တယ်ဗောနအဲ့တော့ဒီပွဲမှာကျွန်တော် PSG နဲ့ nice PSG နဲ့ press ပွဲမှာဆိုရင်ကျွန်တော် PSG နဲ့ PSG goal ball ကိုကြိုက်ပါတယ်အဲ့တော့ကျွန်တော် body free ပေးမယ်ဗျာ body free ကတော့ထိပြူဆောင်တဲ့ပွဲကိုပဲပေးရမှာပါ glavet ကိုကျွန်တော်ပေးပါတယ်နောက်ထပ်69တရမ99 body နှစ်ပွဲကတော့ကျွန်တော်ရောင်းပါမယ်တပွဲကို3000နဲ့နှစ်ပွဲရှိပါမယ် လိုချင်တဲ့ညီကိုတွေအနေနဲ့ကတော့39 9649 9611ကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်။ကဲဒီနေ့စနေနေ့ညာချမ်းမှာကျွန်တော်တို့ငွေချာချမ်းမှာရပါမယ်။ဘာလို့ဆိုတော့တောက်ကြနေ့ကကျွန်တော်တို့နည်းနည်းအထိနာထားတယ်။တောက်ကြနေ့ကအထိနာထားတဲ့အတွက်ဒီစနေနေ့မှာကျွန်တော်တို့ပြန်ပြီးတော့ငွေချာပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။အားလုံးအပေါင်းပြကြပါစေညီကိုတို့။တနေ့ကိုနေနေ့ကြရင်မနက်ကြရင်ပွဲပြီးသုံးသက်ချက်တွေကိုပြပြရွှေရွှေပြောရင်းနဲ့ကျွန်တော်တို့ပြန်ဆုံမယ်။တခင်ကြီး football tip ars youtube channel နဲ့တခင်ကြီးတက်တော့နေပြီးတော့ nông sản bản đây